ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်သေးလေးဖြစ်ပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ဖခင်သခင်ဤဂုဏ်တော်ကိုညှို့နှံ့စေခြင်းဒီနေ့ကျွန်တော်ဖခင်သားသမီးတွေကဖခင်ရဲ့ဂုဏ်တော်ကိုဘယ်နည်းအားဖြင့်ဘယ်ပုံအားဖြင့်ညှို့နှံ့အောင်ကျွန်တော်လှုပ်ဆောင်နေကြတယ်ဒီနေ့ကျွန်တော်အားလုံးကဆိုချင်ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ဖြစ်တယ်ဖခင်ရဲ့အလင်းတရားကိုဆက်လက်ပြီးထွန်းလင်းတောက်ပဖို့ရန်အတွက်ဖခင်ကကျွန်တော်ကိုရွေးချယ်ထားတာဖြစ်တယ် တို့ပြည်တော်ညာလည်းပဲဒီနေ့ဖျားသားသမီးတွေကတော့ဖျားရဲ့ဂုံတော်ကိုညှို့နှွမ်းအောင်အမျိုးမျိုးဖုံဖုံနဲ့လောက်ဆောင်နေကြတယ်အသက်ရှင်နေကြတယ်သွာလာနေကြတယ်ဆိုတာကိုတွေ့ရနိုင်မယ်ဒီတော့ဒီနေ့ကျွန်တော်ရသက်တော်မှာဖျားရဲ့ဂုံတော်ကိုမညှို့နှွမ်းစေဖို့ရန်အတွက်ယနေ့ကျွန်တော်ကိုယ်တိုင်ကတော့ရှင်ဖျားရဲ့ဘုံတော်ကိုထင်ရှားဖို့ရန်အတွက်ကျွန်တော်ဘလို့ရက်တည်ပြီးတော့လှုပ်ရှားကြမလဲတမန်ချမ်းသာတို့ရှင်တိမောသေဩရစာဒုတိယဆောင်ခန်းကြီး3ပိုင်ငယ်15ကိုကြည့်တဲ့အခါမှာသခင်ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းအလို့ငါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကိုငယ်သောရွယ်မှစ၍လေးချက်တီကို၎င်းတိမှတ်တီကို၎င်းအထက်ကတင်၍နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလောဆိုပြီးတော့ဖော်ပြတာတယ်ဒီနေ့ချက်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်ရဲ့ဘုရားကိုရှာတဲ့အခါမှာငယ်တဲ့ရွယ်ကနေစပြီးတော့ရှာပွေဖို့ဖြစ်တယ်ဘုရားရဲ့နှုတ်ကပါတော်ဓမ္မကျမ်းစာကိုကျွန်တော်ကဆိုရှင်ငယ်သောရွယ်မှစပြီးတော့လေးချက်ရမယ်နော်လေ့လာရမယ်တဲ့ဒါကဒီနေ့ကျွန်တော်ရဲ့တက်တောင်ပါဆိုရှင်ငယ်သောရွယ်ကနေစပြီးတော့ဒီဓမ္မကျမ်းစာက သင်ပေးဖို့ရန်အတွက်တမချန်းစာကိုကျွန်တော်ကဆိုရှင်ကလေးတွေကိုလည်းပဲတင်ပြပေးဖို့ပြောပြပေးဖို့တမချန်းစာကိုဖတ်ဖို့ရန်အတွက်အားပေးဖို့ရန်အတွက်အလုံးမမြင်ကြည့်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ကိုဘယ်ချိန်ကစရှာမလဲ။ကြည့်တဲ့အခါမှာငယ်သောရွယ်နေမှာစပြီးတော့ရှာဖွေဖို့ဖြစ်ပါတယ်။ချစ်တဲ့မိတ်ဆွေပေါ့နော်။ဒါကြောင့်တမချန်းစာကကျွန်တော်ရဲ့ဘဝတက်တာမှာပုံပုံပြီးတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးတို့ကိုမြည်ဆန်းပြီးတော့ဘုရားရဲ့ဘုန်းတော်ကိုပုံပြီးတော့ထင်ရှားနိုင်ဖို့ရန်အတွက်ဘုရားရဲ့အလင်းတရားကိုပုံပြီးတော့ထွန်းလင်းတောက်ပဝင်ရန်အတွက်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာတဖိတ်ဖိတ်တောက် ပပြီးတော့အလင်းတရားကိုထွန်းလင်းနိုင်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်၌အသက်ရှင်မှသာလည်းဖြစ်တယ်။နှုတ်ကပတ်တော်ကအများအားနေလာပြီးတော့နှုတ်ကပတ်တော်တိုင်ကျွန်တော်ကအသက်တာကိုတိဆောက်ဖို့ရန်အတွက်အလုံးမပင်ရည်ကြီးပါတယ်။ချစ်တတ်မိတ်ဆွေပေါင်းတို့ဒါမှမဟုတ်ရင်တော့ကျွန်တော်ကတော့ရှင်ဘုရားရဲ့နှုတ်ကပတ်တော်၌အသက်မရှင်ဘူး။ဘုရားရဲ့နှုတ်ကပတ်တော်ကိုဖတ်ကြားခြင်းမရှိဘူး။ကျမ်းစာလည်းမဖတ်ဘူးဆိုလို့ရှင်တော့ဒီနေ့ကျွန်တော်တို့ရအသက်တာသည်ယုံကြည်သူလို့ပြောပြီးတော့ဘုရားသားသမီးပါပြောပြောနေပုံမဲ့ကျွန်တော်ရဲ့ဘဝသက်တာသည်ဝိညာဉ်ရေးဘက်မှာကြည့်လိုက်တဲ့အခါမှာယုံကြည်ခြင်းဘက်မှာကြည့်လိုက်တဲ့အခါမှာအသေးပဲ ဘာမှတိုးပွားလာတယ်ဆိုတာမရှိဘူးများပြားလာတယ်ဆိုတာမရှိဘူးဘာနဲ့တူတယ်ဆိုတော့ကျွန်တော်တို့ရှင်တကက်ပင်လေတေနဲ့တူနိုင်မယ်နော်ဒီနေ့ကျွန်တော်ကျွန်တော်ရအသက်တာဒီအလုံးမပင်အရေးကြီးတဲ့တော့ချက်ကတော့ဖရာသခင်ရဲ့ဂုဏ်တော်ကိုမညှိုးနှမ်းပါစေနဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဖရာသခင်ရဲ့ဂရုတော်များအပေါ်ကျွန်တော်တို့ရှင်တန်တရားစိတ်တွေထားပြီးတော့ကရုဏာတွေကိုလည်းပဲစိတ်ချယုံကြည်ကိုးစားမှုမရှိဘူးဆိုရင်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုညှိုးနှွမ်းစေခြင်းဖြစ်တယ်။ဒါကြောင့် ဘုရားသခင်ရဲ့ဂုဏ်တော်ကိုညှိုးနှွမ်းစေခြင်းအချက်နှစ်ချက်ရှိတယ်။အဲ့ဒီအချက်နှစ်ချက်ကတော့နံပါတ်1တစ်ချက်ကတော့ဘုရားသခင်ရဲ့ဂတိတော်များအပေါ်မှာဆိုချင်ကျွန်တော်ကပါတယ်။တန်တရားစိတ်ထားတယ်တဲ့။နော်။ဒါနံပါတ်1ဘုရားရဲ့ဂုဏ်တော်ကိုညှိုးနှွမ်းတဲ့တော့အချက်။နော်ဘုရားသခင်ရဲ့ဂတိတော်အပေါ်မှာကျွန်တော်ကတန်တရားစိတ်ထားပြီးတော့ဘုရားကမတတ်နိုင်ဘူး။ဘုရားကလုံးမလုတ်ပေးနိုင်ပါမလား။ဘုရားကစွမ်းမစွမ်းဆောင်ပေးနိုင်ပါမလား။ငါရဲ့ကောင်းကျိုးချမ်းသာတွေဘုရားကတော့ရှင်မမမဆနိုင်ပါမလားဆိုတဲ့ အဲ့ဒီတန်တရားစိတ်တွေထားတဲ့ခါမှာဒါတင်းရဲ့ဘဝတတာမှာဘုရားရဲ့ကုဏကိုညှိုးနှားစေတယ်တဲ့။နောက်ဒုတိယအချက်ကတော့ကရုဏာတော်ကိုစိတ်ချယုံကြည်ကိုးစားမှုမရှိခြင်းနဲ့နော်။ဒါကြောင့်ဘုရားရဲ့ကရုဏာတော်ကိုလည်းပဲစိတ်ချယုံကြည်ကိုးစားမှုမရှိဘူး။ဒီနေ့နေ့ရက်တည်တိုင်းနေ့ရက်တည်တိုင်းကျွန်တော်အားလုံးကဘုရားရဲ့ကရုဏာတော်အစ်ကိုခံစားရတယ်။အဲ့ဒီခံစားရတဲ့ကရုဏာတော်ကိုလည်းပဲကျွန်တော်ကစိတ်ချယုံကြည်ကိုးစားမှုမရှိဘူးတဲ့။မရှိတဲ့ခါမှာကျွန်တော်ရဲ့ဘဝတတာရှင်သန်တဲ့ရွဲ့တီပါဖြစ်နေတယ်။ ်ဖျားသခင်ဤဂုံတော်ကိုညှိုးနွမ်းစေခြင်းနဲ့အသက်ရှင်နေတာဖြစ်တယ်။ဒါချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါရောက်နေ့ဒီအချက်နှစ်ချက်ကိုဘယ်တော့မှမမေ့ပါနဲ့။နံပါတ်1တစ်ချက်ဖျားရဲ့ဂတိတော်ကိုယုံကြည်ခြင်းဘက်မှာယုံကြည်စိတ်ချခြင်းဘက်မှာတန်တရာရှိတဲ့သူအဲ့ဒါဖျားရဲ့ဖျားသခင်ရဲ့ဂုံတော်ကိုညှိုးနွမ်းစေတော့အရာဖြစ်တယ်။နံပါတ်1တစ်ချက်ကျွန်တော်တို့ရှင်ဖျားရဲ့ကရုဏာတော်ကိုစိတ်ချယုံကြည်ကိုးစားခြင်းမရှိတဲ့သူဟာဒါဖျားရဲ့ကုန်းတော်ကိုချီးမွမ်းတဲ့လုံးဝ ဘုရားရဲ့ဂုဏ်တော်ကိုညှိုးနွမ်းစေတာဖြစ်ပါတယ်เนาะဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားရဲ့ချစ်ချင်းမေတ္တာနဲ့ဂရုတော်များအပေါ်မှာဆိုရှင်ကျွန်တော်အားလုံးကတန်တရမထားဖို့ရံတဲ့အလိုမှပင်ရည်ကြည်တယ်เนาะဘုရားကကျွန်တော်ကိုကျွေးမဲ့ချစ်တယ်မှန်တယ်ဘုရားချစ်တဲ့မိတ်တာကဆိုရှင်အကပင်မေတ္တာဖြစ်တယ်အနိုင်မဲ့မေတ္တာဖြစ်တယ်ထာဝရမေတ္တာနဲ့တင့်ကိုငါချစ်တယ်လို့ပြောတယ်ဖြစ်တယ်အဲ့ဒီဘုရားရဲ့ချစ်ချင်းမေတ္တာနဲ့ဘုရားသခင်ကတင့်ကိုပေါ်မှာပေးထားတဲ့ဂရုတော်တွေအဲ့ဒီပေါ်မှာကျွန်တော်ကလည်းတန်တရမထားဖို့ရံတဲ့အလိုမှပင်ရည်ကြည်တယ် လုံးဝတန်တရာမထားသင့်ပေတဲ့နော်ထားစရာကိုမလိုတဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာသည်ဘုံတရော်နဲ့ဂုံတော်တီလေးရဲ့နော်တကယ်ဂရိတော်များဖြင့်သင်ရဲ့စိတ်ဝိညာဉ်ကိုပုံမပြီးတော့တက်တာချင်းရဖို့ရန်အတွက်ကျွန်တော်မလုပ်မလဲဘုရားကိုစိတ်လုံးအကျွမ်းမင်းနဲ့ယုံကြည်ပြီးတော့ကိုးစားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဟုတ်ပြီအဖို့တန်တော်ကျွန်တော်ရွှေကောက်နန်းလို့ကြီးတဲ့ခါမှာယနေ့စပားကိုကြီးလိုက်တဲ့ခါမှာလေကွင်းပြင်မှာစပားတွေမှဲ့နေတယ် မဲ့နေတဲ့ခါမှာကျတော့မလုပ်မလဲအဲ့ဒီစပားကိုမလုပ်ရမလဲရိတ်သိမ်းရမှာပေါ့ရိတ်သိမ်းတဲ့ခါမှာတော့ရှိတော့ဒီစပားဆိုရှင်တကယ်အောင်မြင်တဲ့စပန်းနန်နေအောင်မြင်တဲ့စပားကိုရပြီးတော့ကျွန်တော်ကတော့ရှင်လုံးဝအဖို့တန်တဲ့စပန်းနန်ကတော့ရှင်ရွှေဝတဝင်းရွှေကဲ့သို့အဝအယောင်ဝတဝင်းဝင်းရှိနေလိမ့်မယ်။နော်အပြင်းပါတဲ့စပန်းနန်ကကြည့်လိုက်ခါမှာအမဲအချားချားလေးကျွန်တော်တွေ့ရမယ်နော်။အချောင်အချားလေးတွေကျွန်တော်တွေ့ရမယ်။အပြင်းနေပါနေတဲ့ခါမှာစပန်းနန်ကြည့်လိုက်တဲ့ခါမှာ လုံးဝမလှဘူးဒါပေမဲ့လုံးဝမှဲ့ပြီးတော့လုံးဝအဖိုးထိုက်တန်ပြီးတော့တကယ်ပဲအောင်မြင်တဲ့စပန်နံကတော့ရွှေဝါရောင်ကဲ့သို့တဝင်းဝင်းတပပနဲ့တကယ်ပဲတောက်ပနေမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ချက်တမိတ်ဆွေပေါင်းတို့လေကွင်းပြင်ထဲမှာတို့ရှင်ရွှေကဲ့သို့အဖိုးထိုက်တန်သောမျိုးစင်များကိုကျဲဖြန့်ထားပြီးဖြစ်တယ်ဒါကြောင့်တင့်အနေနဲ့ပဲတဲ့နော်အသိပညာမရှိအသိပညာရှိပါကထိုအမှန်တရားဒီဟူသောကောက်နံများကိုစုသိမ့်ပြီးဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါဒီနေ့ ကျွန်တော်ကဆိုရှင်ဘုရားသခင်ကသူ့ရဲ့ချစ်ချင်းမေတ္တာမျိုးစေ့ကိုကျွန်တော်ပေါ်မှာကျဲဖြန့်ပြီးသွားပြီเนาะကိုင်းပြေမှာကျဲထားပြီးသွားပြီဒါတွင်နဲ့ကျွန်တော်ရဲ့တက်တာသည်လုံးဝရွှေရောင်ဝင်းပပနဲ့တောက်ပြတောက်ပနေတဲ့အဲ့ဒီစပါးကိုကျွန်တော်ကပဲရိတ်သိမ်းဖို့ရန်အတွက်ကျွန်တော်မှဆိုရှင်အလုံးမပင်တာဝန်ရှိတယ်ချစ်တဲ့မိစေပေါ့လို့ဒါတွင်နဲ့ကျွန်တော်ရဲ့တက်တာသည်တင်းရနေဖြင့်တတိပညာရှိပါကထိုအမှန်တရားတည်းဟုသောကောင်းနံများကိုစုသိမ့်ပြီဖြစ်တယ်။ဒါကြောင့်တတိပညာရှိဖို့ရတဲ့အလုံးမပင်ကြီးကြီးတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရတက်တာသည် ဆူတောင်းခြင်းနဲ့ဘုရားသခင်ရဲ့ဂတိတော်များကိုမေးလျော်သောအချိန်များတွင်တော့စုံစမ်းနှောက်ယှက်ခြင်းများကိုတွန်းလှန်ဖို့ရမဖြစ်နိုင်ပေခြေတမိတ်စေပေါ့နော်ဒါကြောင့်ဆူတောင်းခြင်းနဲ့ဘုရားရဲ့ဂတိတော်များကိုမေးလျော်တယ်ဒီနေ့ကျွန်တော်ရဲ့တက်တာသည်နေ့စဉ်နေ့ညများဘုရားသခင်နာမှာဘာလုပ်ရမလဲဆူတောင်းရမယ်ဒါလူကဆူတောင်းဖို့ရန်အတွက်မေ့နေပြီကိုကိုကွယ်တဲ့ကိုဘုရားသခင်ထံမှာကိုကဗတဲ့ဆူတောင်းခြင်းမရှိဘူးဘုရားသခင်ထံမှာကျွန်တော်ကတော့ရှိတင်ပြခြင်းမရှိဘူးဘုရားကိုခေါ်တော်မူခြင်းမရှိဘူးဆိုရင်တော့ ျွန်တော်ရဲ့ဘဝတတမှာဖခင်ရဲ့ဂရိတော်များကိုမေးလျော့နေတဲ့အချိန်မှာဆိုရှင်ဘာတွေဝင်လာမလဲစုံစမ်းနောက်ဆက်ခြင်းတွေဝင်လာမယ်အဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေဝင်လာတဲ့ခါမှာကျွန်တော်ကပဲလေတွန်းလန်နိုင်ဖို့ရတဲ့ခွန်အားလည်းမရှိတော့ဘူးအဲ့ဒီချိန်မှာမှကျွန်တော်ကလည်းဖခင်သခင်ရဲ့ဂုံတော်သည်တစ်ဖြည်းဖြည်းနဲ့ကျွန်တော်ကရဲ့အသက်တာသည်ညှိုးနွမ်းလာတာဖြစ်တယ်နောက်ချစ်တဲ့မိတ်ဆွေပေါင်းတို့ကျွန်တော်အမြဲတမ်းပဲရှင်လန်းပြီးတော့အမြဲတမ်းပဲစိန်လန်းပြီးတော့စိုးပြင်းနေဖို့ရတဲ့ဖခင်ကတော့သူ့ရဲ့မေတ္တာနဲ့သူ့ရဲ့ဂတိတော်နေနဲ့ကျွန်တော်ကို စောက်ရှောက်နေတာဖြစ်တယ်။နောက်ဘုရားသခင်ရဲ့အကျွေးမေတ္တာကိုကျွန်တော်ကယုံကြည်ပြီးတော့ယုံကြည်သူဖြစ်မယ်ဆိုဘာလို့ရမလဲ။ကျွန်တော်ကဆုတောင်းရမလဲ။ဒါတော့ဒီနေ့ကျွန်တော်ရတက်တာမှာတော့ရှိယုံကြည်ခြင်းရှိတယ်ပြောပြီးတော့ဆုတောင်းမှုရတဲ့မေ့နေကြတဲ့ခါမှာအဲ့ဒီဆုတောင်းခြင်းမရှိဘူးဆိုရင်တော့ဒီနေ့ဘာလို့လဲ။ကျွန်တော်နာမှာဝင်ရောက်လာမှာကမာနရဲ့အဆွေမြောင်းနေပဲ။စုံစမ်းနောက်ဆက်ခြင်းနေဝင်လာမှာပဲ။ဟုတ်ပြီချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်တို့ကတော့ရှင် ဖရာသခင်ထံမှာဆုတောင်းခြင်းမပြုဘူးဆိုရင်တော့ကျွန်တော်ဒီမှာဝင်လာမယ့်အရာဒီစုံစမ်းနောက်ဆက်ခြင်းပဲ။ဒါကျွန်တော်ဆုတောင်းတဲ့ခါမှာလို့ရှိရင်ကျွန်တော်ဝိညာဉ်တော်စာပင်မှာရောတမန်ကျမ်းစာထဲမှာပါပြောလဲ။ကျွန်တော်ဖရာသခင်ထံမှာဒူးထောက်ပြီးတော့ဆုတောင်းတဲ့ခါမှာမာနစာတန်ကကြောက်ဒူးတုံလောက်အောင်ကြောက်တယ်။ကျွန်တော်တို့နားမှာကပ်ဖို့ဝေးဝေးလာလာသူဒီဝေးဝေးကိုရှောင်ပြေးဖို့ရန်အတွက်ပဲသူစူးစမ်းတော့မယ်။ နောက်နေ့ကျွန်တော်ရတက်တာမှာယုံကြည်သူများအနေနဲ့ဘာလို့မလဲဖျားသခင်တံကိုဖက်တွယ်ဖို့အလုံးမပင်ရည်ကြည်တယ်။ဖျားကိုတကယ်ပဲစင်လုံးကျင်းမဲ့နဲ့ကိုးစားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဖျားသခင်ရဲ့ဂုဏ်တော်ကိုကျွန်တော်အားလုံးကမညှိုးနှွမ်းစေဘဲနဲ့ကျွန်တော်ရတက်တာသည်အမြဲတမ်းပဲဖျားရဲ့အလင်းတရားဘုန်းတော်ကိုထွန်းလင်းတောက်ပဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တဲ့တော့ချက်ကတော့ယနေ့ကျွန်တော်ပါလာမယ်ဆုတောင်းရမယ်ဖျားသခင်ရဲ့နှုတ်ကပတော်တမန်ကျမ်းစာကိုကျွန်တော်ကဖတ်ရှုလေ့လာမှာဖြစ်တယ်။ ဒါနေမှာကြည့်တဲ့ခါမှာဆိုရင်တမာချမ်းသာကိုငယ်တော့ရွယ်မှာစပြီးတော့လေးချက်ရမယ်ဆိုပြီးတော့တမာချမ်းသာကမိမထားတာတွေ့ရမယ်။ဒါနေနေကျွန်တော်ရဲ့တက်တာမှာဆိုရင်နေ့ရက်စင်နေ့ရက်မြကျွန်တော်ရဲ့တက်တာမှာကြီးထွားဖို့ရှင်တန်ဖို့ဘုရားရဲ့ဘုန်းတော်ပုံပုံပြီးတော့ထင်ရှားနိုင်ဖို့ရန်အတွက်ဒီကျမ်းစာဖတ်၍နေစဉ်ဆုတောင်းနော်။ဒါကျမ်းစာဖတ်မယ်နေ့စဉ်ကျွန်တော်ကဆိုရင်ဆုတောင်းမယ်ဘုရားသခင်နဲ့အမြဲတမ်းပဲဖက်တွယ်ပြီးတော့အသက်ရှင်မယ်ဆိုရင်ကျွန်တော်ကဖရားရဲ့ဘုန်းတော်ကိုထင်ရှားနိုင်တဲ့သူတွေဖြစ်လာမယ်။ဖရားရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးကိုမြည်ဆန်းရတဲ့အခါမှာလုံးဝကောင်းမြတ်တယ်ဆိုတာကိုကျွန်တော်ကတသက်သင်ခံ ခြင်းနဲ့စိတ်တွေပေါ်ပေါက်လာနိုင်မယ်။ဒါတွေချစ်တယ်မိတ်ဆွေများအားလုံးကိုအထူးကအားပေးခြင်းနဲ့ကတော့ယနေ့ကျွန်တော်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုမညှိုးနှွမ်းဖို့ရန်အတွက်ယနေ့ကျွန်တော်ကိုယ်တိုင်ကအသက်ရှင်ရမှာဖြစ်တယ်။ညှိုးနှွမ်းစေလိုတဲ့အချက်နှစ်ချက်ကိုဘယ်တော့မှမမေ့ပါနဲ့။အဲ့ဒီညှိုးနှွမ်းစေလိုတဲ့အချက်အချက်နှစ်ချက်ကတော့ဘုရားသခင်ရဲ့ဂတိတော်အပေါ်မှာတန်တရားစိတ်ထားတဲ့သူဟာဘုရားရဲ့ဂုဏ်တော်ကိုညှိုးနှွမ်းစေတာဖြစ်တယ်။ဘုရားသခင်ရဲ့ကရုဏာတော်ကိုစိတ်ချယုံကြည်ကိုးစားမှုမရှိတဲ့သူဟာဆိုရှင်ဘုရားရဲ့ဂုဏ်တော်ကိုညှိုးနှွမ်းစေတာဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ကျွန်တော်ရအသက်တာမှာဆိုရှင်ဒီနှစ်ခုကိုရှောင်ရှားပြီးတော့ဖရာသခင်ကိုအမြဲတမ်းပဲကျွန်တော်ကဆိုရှင်ခေါ်လုံးကိုစားပြီးတော့ဆူတောင်းခြင်းမှုအမြဲပြုတ်ပြီးတော့နှုတ်ကပတ်တော်တမားချမ်းစာကိုအမြဲဖတ်ခြင်းအပြင်ဖရာသခင်ရဲ့တကယ်ပဲဂုံကြီးဂုံချက်တည်းဖရာသခင်ဘုန်းတော်ကိုအမြဲတမ်းပဲထင်ရှားနိုင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်အားပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ကယ်တင်ခြင်းအလုံးက ညာကိုပေးနိုင်သောတမချန်းစာကိုပညာကိုပေးတာเนาะတကယ်ပဲပညာဘုရားကိုတည်ကျွမ်းတဲ့ပညာပညာကိုပေးနိုင်သောတမချန်းစာကိုငယ်တော်ရွယ်မှစ၍လေးချက်တီကို၎င်းတိမတ်တီကို၎င်းအထက်ကတိမ်ဤနှလုံးသွင်းမိသောအယူဝါဒ၌တည်နေလောလို့ပြောတဲ့အတိုင်းပဲဒီနေ့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ကျန်စာဖတ်၍နေခြင်းဆူတောင်းခြင်းမှုကိုကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတည်နေနိုင်တဲ့ဘုရားသခင်ရောက်တိုင်းဖြစ်ကြပါစေကြောင်း ဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖျက်ကောင်းချီးချပေးပါစေ။